ောပြောခဲ့ဘူးလေဒီနေရာမှာဒေါအောင်ဆန်းစုကြည်ကတိုင်းပြည်အတွက်ဗာဒီများနှိမ့်တာခံတယ်လေလို့ပြောရင်ဥစွာကျွန်တော်ဟာ မြို့သားဒီမိုကရေစီ ဖွဲ့ချုပ်ကတာဝန်ရှိပုဂ္ဂိုလ်တယောက်မဟုတ်ပါဘူးပါတီဝင်တယောက်လည်းမဟုတ်ပါဘူးဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံသားတယောက်အနေနဲ့လွတ်လပ်စွာချစ်ခင်တဲ့စာပေအမှုပညာသမားတယောက်အနေနဲ့လွတ်လပ်စွာ ကြီးညိုလေးစားတဲ့မြင်းညာမျိုးမှာရှိတဲ့စာပေချစ်ပိတ်တဲ့များကဲ့သို့ တာမန်နိုင်ငံသူနိုင်ငံသားတဦးပဲဖြစ်ပါလေကျွန်တော်ချက်ချင်တဲ့လူကိုချက်ခွင့်ရှိပြီးတော့ကျွန်တော်မုန်းညင်တဲ့လူကိုမုန်းခွင့်ရှိတာကျွန်တော်ရဲ့တကူရေဒီမိုကရေစီဖြစ်ပါလေဒါကြောင့်မလို့နှစ်ပေါင်းတရာခန်းဆက်ဇလန်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ပြောခဲ့တယ်ဘာတွေများနေတာခံတယ်လို့မေးရင်မိခင်ကြီးဒေါခင်ကြီးနေမကောင်းလို့တိုင်းပြည်ကိုခဏပြန်လာရာကနေရှင်းရရှင်းလာရှင်းလေးလုံးလူလူရေးတော်ဝန်ကြီးပေါ်ပေါက်တဲ့အခါမှာဗိုလ်ချုပ်ရဲ့တမီးဖြစ်တဲ့အတွက် ဗိုလ်ချုပ်ရဲ့သွေးတွေလည်းပတ်စည်းစင်းနေတဲ့သွေးသားတယောက်ဖြစ်တဲ့အတွက်အချိန်ရတိုင်းပြည်မှာတင်ကြိုင်ခဲ့တယ်။ဒါကိုတစ်ဖက်အဖွဲ့အစည်းကရှင်းသိတဲ့စကားလုံးများနဲ့တုံးထုံးပြီးတော့ပြောခဲ့ကြဆိုခဲ့ကြဆွေးနွေးခဲ့ကြတာဒီကနေ့စာအုပ်စာတမ်းအနေနဲ့ထွက်နေပါပြီ။ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့အင်တာဗျူးစာအုပ်တောင်းထွက်ရှင်နေပါပြီ။ဒါတွေဟာယုံတန်းစကားတွေမဟုတ်ပါဘူး။အဲ့လိုအချိန်မှာ တော်အောင်ဆန်းစုကြည်ဟာတိုင်းပြည်အတွက်ဘာများနဲ့နာခံခဲ့ကြတလဲလို့မေးရင်မိခင်ကြီးနေမကောင်းလို့မြန်မာနိုင်ငံကိုလာရောက်ခဲ့ကြတဲ့ကသူ့ရဲ့ခင်မွန်းတယ်ဖြစ်တဲ့ Michael Eric 1999မလ29ရက်နေ့မှာကင်ဆာရောဂါနဲ့ကွယ်လွန်ပါတယ်တတဆိုင်ဆိုင်မလ29ရက်နေ့ဟာတမတော်နေ့ဖြစ်တမထားတဲ့နေ့လည်းဖြစ်ပါတယ်အဲ့ဒီကတည်းကအကျယ်ကျုပ်ဘဝနဲ့16နှစ်လုံးလုံးနေပြီးတော့ ဒီတိုင်းပြည်ဒီနိုင်ငံနဲ့ဒီလိုမျိုးအပေါ်မှာသူ့ရဲ့သူ့သူ့ရဲ့စိတ်ကိုပြခဲ့တယ်ခင်မုန်းတဲ့ဖြစ်တဲ့သူကွယ်လွန်ခံကြီးနှစ်ရက်အလုံးမှာတယ်လီဖုန်းပြောခွင့်ရတယ်အဲ့ဒီချိန်မှာနိုင်ငံတော်တာဝန်ယူနေတဲ့ပုဂ္ဂိုလ်များကဒေါက်ဆာစုကြည်ကိုအကြွေပြည်ပကိုထွက်ခွာမယ်ဆိုရင်ထွက်ခွာဖို့ခွင့်ပြုတယ်။ဘာဖြစ်လို့လဲဆိုတော့တို့မြန်မြန်ထွက်ခွာစေချင်တယ်။တိုင်းပြည်မှာဒီမျိုးသမီးမရှိရင်ကောင်းမယ်လို့တို့ယူဆထားတဲ့အတွက် ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကပေကတ်နေပြီးတော့တေဆုံးကန်နီးကွယ်လွန်ကန်နီးခင်မွန်တဲ့ရှိကမသွားခဲ့ဘူးတယ်လီဖုန်းစကားပြောတယ်မိုက်ကယ်အရစ်ပြောတဲ့စကားသည်စုရီစုလို့ခေါ်ပါတယ်မိုက်ကယ်အရစ်ကစုရီကိုနားလဲပါတယ်စုရီကို့ထက်မင်းရဲ့တိုင်းပြည်မင်းရဲ့နိုင်ငံမင်းရဲ့လူမျိုးကကို့ထက်ပို့ပြီးအရေးကြီးတဲ့နယ်ဆိုတာကိုကိုကောင်းကောင်းသဘောပေါက်ပါတယ်စုရီဒါကြောင့်မလို့ကိုမင်းကိုနှုတ်ဆက်ပါတယ်ဆိုပြီးတော့ တယ်လီဖုန်းပြောပြီးနေရချာမှာမိုက်ကယ်အဲရစ်ခွန်လုံသွားခဲ့ပါတယ်။သားနှစ်ယောက်ကြံခဲ့ပါတယ်။အဲ့ဒီသားနှစ်ယောက်ကြံခဲ့တဲ့ခါမှာသားငယ်လေးဖြစ်တဲ့သူဟာမြန်မာနိုင်ငံကိုခဏတစ်ဖြုတ်လာလေးရှိပေမဲ့သားအကြီးကတော့ခဏတစ်ထိမြန်မာနိုင်ငံကိုလာအောင်ချင်းမရှိသလိုအခုလိုလွတ်လပ်တဲ့အချိန်ကာလမှာမိခင်ကြီးဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်နိုင်ငံတကာကိုတွားရင်တောင်မှလာရောက်ပြီးတွေ့ဆုံခြင်းမှပြေဆုံးတဲ့သားကြီးတစ်ယောက်ဖြစ်ပါတယ်။မိခင်ပေါ်မှာတပြုတ်တစ်ဖုံနဲ့စိတ်နာနေတဲ့စိတ်ဓာတ်ရတစ်ခုရနေတဲ့သားတစ်ယောက်လေ။ ဖြစ်နိုင်ပါတယ်ထောင်ကောဆက်ဆက်ရှစ်ကနေပြီးတော့ယနေ့ချိန်ကာလအထိခေမုန်းတဲ့ကိုဆွန့်လို့မွေးထားတဲ့ရင်သွင်းရောက်ကိုဆွန့်လို့ပြီးတော့နေခဲ့တဲ့တောင်ဆန်းစုကြည်ဟာတိုက်ပြည်အတွက်ဘာမှဘာရင်းများပေးဆက်ခဲ့လို့လဲလို့ပြောရင်တော့ကျွန်တော်တို့အနေနဲ့စဉ်းစားဖို့ကောင်းပါတယ်ကျွန်တော်မှသားနှစ်ယောက်မွေးထားပါတယ်သားကြီးက9တန်းဖြစ်ပြီးတော့သားငယ်က3ငယ်တန်းဖြစ်ပါတယ်ဒီသားနှစ်ယောက်နဲ့ကျွန်တော်ကခွဲခွာခဲ့တာနှစ်ပတ်မပြည့်သေးပါဘူး17ရက်17ရက်ပဲရှိပါသေးတယ် ကျွန်တော်သားလေးကိုကျွန်တော်လွမ်းလှပါပြီသူ့အမေဆိုရင်တော့မပြောနဲ့တော့ပေါ့နှစ်ပေါင်းများစွာခင်မုန်းတယ်နဲ့ကိုရင်သွေးတွေအပေါ်မှာစွန့်လွတ်ထားခဲ့ပြီးတိုင်းပြည်နဲ့လူမျိုးအပေါ်မှာဒဇိုက်မတ်မတ်ချစ်ခင်ခဲ့တဲ့တောင်ဆန်းစုကြည်ဟာတာမန်မျိုးသမီးတယောက်မဟုတ်ဘူးဆိုတာတော့တော့ကျွန်တော်ပြောခွင့်ရမယ်ထင်ပါတယ်ဒါဟာနှစ်ပေါင်းတရာခန်းဆက်ဇာလန်းဆိုတဲ့နောက်မှာကျွန်တော်ဆွေးနွေးပြတဲ့အကြောင်းအရာလေးဖြစ်ပါတယ်အဲ့တော့ ပြောရင်းနဲ့တောင်စားစုကြည်အကြောင်းကိုရောက်သွားတဲ့အတွက်ကြပြလေးတစ်ပုဒ်နဲ့ပဲတင်ပြပါစီအဲ့ဒီကြပြကိုကျွန်တော်ပြန်ရှင်းမပြတော့ပါဘူးစောစောကကျွန်တော်ပြောခဲ့ပါပြီခင်မုန်းတဲ့ကိုဆွန့်လွှတ်ခဲ့တယ်တားတွေကိုဆွန့်လွှတ်ခဲ့တယ်အမျိုးသမီးတယောက်အနေနဲ့ရပိုင်ခွင့်တွေအခွင့်အရေးတွေအားလုံးကိုဆွန့်လွှတ်ခဲ့တယ်ဒါပေမဲ့ तू မဆွန့်လွှတ်ခဲ့တာတခုရှိပါတယ်ဒါကိုကျွန်တော်တို့နောင်တော်ကြပြဆရာကိုမိုးစောကကြပြလေးတစ်ပုဒ်ရေးပါတယ်အဲ့ဒီကြပြရဲ့ခေါင်းစဉ်က အမေလို့နာမည်ရပါတယ်အမေတမီးတယောက်အနေနဲ့ဖခင်ကိုဆွံ့လုပ်ခဲ့ရတယ်ဇနီးတယောက်အနေနဲ့ခင်မွန်းတယ်ကိုဆွံ့လုပ်ခဲ့ရတယ်မိခင်တယောက်အနေနဲ့သားနှစ်ယောက်ကိုဆွံ့လုပ်ခဲ့ရတယ်အနေနဲ့စည်းစိမ်တွေကိုဆွံ့လုပ်ခဲ့ရတယ်အမျိုးသမီးတယောက်အနေနဲ့လွတ်လပ်ခွင့်တွေကိုဆွံ့လုပ်ခဲ့ရတယ်အသက်ရှင်ရတဲ့ဆွံ့လုပ်ခဲ့ရခြင်းများမှာ သူလုံးဝမစွန့်လွတ်ခဲ့တာဆိုလို့ငါတို့ပြည်သူတန်း60ခရဆံမိုးစော်ဖြစ်ပါခင်မတွေကိုစွန့်လွတ်ခဲ့တယ်အသားအနှောက်ကိုစွန့်လွတ်ခဲ့တယ်ဖခင်ကိုစွန့်လွတ်ခဲ့တယ်ခွင့်ရည်တွေအားလုံးကိုစွန့်လွတ်ခဲ့တယ်ဒါပေမဲ့တန်း60တော့ပြည်သူလူထုကို တော့ဒေါန်ဆန်းစုကြည်ဟာစွန့်လွတ်ခဲ့ခြင်းမရှိဘူးဒီကနေ့ဒီချိန်ထိတိုင်းပြည်မှာ ရောက်တဲ့နေရာရတဲ့နေရာကိုယူပြီးတော့တိုင်းပြည်ခေါင်းရကောင်းကျိုးအတွက်ဆောင်ရွက်နေပါတယ်။ဒါကလည်းပြည်သူလူထုဒီပြည်သားဖြစ်ပါတယ်။ဒီနေရာမှာစကားကြုံလို့တစ်ဆက်တည်းပြောရရင်နိုင်ငံတော်သမ္မတဖြစ်စင်တဲ့သူတွေတော်တော်များနေတဲ့အချိန်မှာကိုကျော်သူကလည်းသမ္မတဖြစ်စင်တယ်လို့ပြောပါတယ်။ကျွန်တော်သမ္မတဖြစ်စင်တယ်လို့ပြောတာကိုကျော်သူတစ်တနည်းစောပါတယ်။ကိုကျော်သူကလည်းသမ္မတဖြစ်စင်တယ်ကျွန်တော်လည်းသမ္မတဖြစ်စင်တယ်သူရဥွှေမန်းကလည်းသမ္မတဖြစ်စင်တယ် ဥသိန်းစင်ကလည်းပြည်သူလူထုကထောက်ခံရင်ဆက်လုပ်မယ်။ဒေါန်ဆန်းစုကြည်ကလည်းသမရဖြစ်ချင်တယ်လို့ပြောနေတဲ့အချိန်မှာတိုက်ပြည်ရဲ့နိုင်ငံရဲ့ဇာလန်ဇက်ွက်တွေဟာအလွန်စိတ်ဝင်စားစရာကောင်းတဲ့ဇာလန်တဘုတ်ဖြစ်လာပါတယ်။ဗီဒီယိုလောကကိုစုံစမ်းကြည့်တဲ့အခါမှာပီတီဥတို့နေတိုးတို့ဒီရဲ့ပိုင်းမှာ စကားအငှားနှုံကြတယ်လို့သိရပါတယ်။ဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်မှာသူ့ထက်ကောင်းတဲ့ဇာလန်တွေပေါ်နေလို့ပါ တို့တို့သေးဆောင်တဲ့ဇလန်းတွေနဲ့ကောင်းတဲ့ဟာတွေကကောင်းမောင်းထားတဲ့မင်းသားကြီးတယောက်က ပြောပါတယ်။နောက်လာမဲ့ရွေးကောက်ပွဲမှာ तू မပါတော့ဘူး။ तू များကိုရွေးကိုတော့ကြော်ပြီးပြောပါတယ်။တို့က तू ပါခြင်းပါမယ်မပါခြင်းမပါဘူး तू လှုပ်လာ။နောက်လာမဲ့ရွေးကောက်ပွဲမှာ तू မပါတော့ဘူး။အဲ့လိုပြောတဲ့အချိန်မှာပဲလက်ရှိနိုင်ငံတော်တာဝန်ကိုယူထားတဲ့ပုဂ္ဂိုလ်ကြီးကပြန်ပြောပါတယ်။နဖူးကြီးဒူးကြီးကောင်းတဲ့ပုဂ္ဂိုလ်ကြီးကပြန်ပြောတယ်။ပြည်သူလူထုကထောက်ခံမယ်ဆိုရင်တော့ စဉ်းစားမယ်မင်းသားနဲ့ရောက်ပြောတဲ့စကားအမှန်စိတ်ဝင်စားစရာကောင်းပါလေအဲ့ဒီအချိန်မှာပဲဒီချစ်မင်းသမီးကဒန်လောတခုပြောပါလေနိုင်ငံတော်ရဲ့အနာဂတ်အတွက်လေးပွင့်ဆိုင်တွစ်ဆုံဆွေးနွေးရေးလေးလုပ်ရအောင်လို့တောင်းဆိုတဲ့အချိန်မှာခေါင်းပေါင်းဆောင်ထားတဲ့စောစောကနိုင်ငံတော်တာဝန်ကြီးကယူထားတဲ့ပုဂ္ဂိုလ်ကြီးကပြန်ပြောပါလေစောပါသေးတယ်စောပါသေးတယ်လို့ပြောတဲ့အချိန်မှာပဲဒီဘက်ကအပြိုင်မင်းသားတလဲဖြစ်တဲ့ခေါင်းပေါင်းပေါင်းထားတဲ့မင်းသားကပြန်ပြောပါလေ တွေ့တင်တယ်အဲ့လိုတွေ့တင်တယ်လို့ပြောတဲ့အချိန်မှာပဲဒီဘက်ကနောက်ထပ်အကြီးကဲကပြန်ပြောပါတယ်နိုဝင်ဘာလမင်းကောမှာမင်းသားကြီးမလုပ်ရလို့ပတ်မကြီးထိုးဖောက်မယ်ဆိုလဲစိတ်ကူးရှင်ဆွန့်လွတ်လိုက်ပါအခုလာမယ့်29ရက်နေ့မှာကျင်းပမယ့် Academy ဘေးဘွားမှာကျွန်တော်တို့ပြည်သူလူထုကပြေးလိုက်ပါပြီ။ပူတွဲ မင်းသားစုကိုကျွန်တော်တို့အကြီးအကဲနှစ်ယောက်ကိုအကယ်ဒမီစုပေးပါတယ်မြမနိုင်ငံရေးဇာလိုင်းဇက်ကွက်မှာပြုဆောင်ကောင်းတဲ့အတွက်ခုနကပြည်တော်ချစ်မင်းသမီးကတော့ငကိုယ်တွေကပြည်သူလူထုပေးတဲ့အကယ်ဒမီပေါင်းများစွာရရှိပြီးသားဖြစ်တဲ့အတွက်သူ့ကိုတော့ထူးထွေးမပြောလို့တော့ပါဘူးအဲ့ဒီမှာမမျော်လင့်တဲ့နေရာကဇက်ပို့နေရာကနေမမျော်လင့်မဲ့အကယ်ဒမီရသွားတဲ့သူကတော့ကာကွယ်ရေးဦးစီးချုပ်ကြီးပဲဖြစ်ပါတယ် ဒေါန်ဆန်းစုကြည်ကတမတော်ကိုချစ်တယ်တမတော်ဟာနိုင်ငံအတွက်လိုအပ်တယ်လို့တဖော်ဖော်ပြောနေတဲ့အချိန်မှာခုချိန်ဒီကာကွယ်ရေးဦးစီးချုပ်ဟာအနေထိုင်ပြောဆိုပြုမှုတစုံတရာမှားယွင်းမှုခုချိန်ထိမရှိသေးပဲနဲ့ကွန်ဆာကွန်မင်းနဲ့ပြောရမှာပေါ့နော်ဒေးဆိုတဲ့စကားလုံးကိုမရှိသေးပဲနဲ့တိုင်းပြည်နိုင်ငံအတွက်ကောင်းအောင်ကောင်းကျိုးလုပ်ရမယ့်အချိန်မှာဒေသကပြောလင်းနေပါတယ်ဒီနေရာမှာတမတော်ဖြစ်နေတယ်ဆိုတဲ့စကားပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့စဉ်းစားကြည့်ရအောင် ကြံတဲ့လူတွေတမနာဖြစ်ချင်တာကိုတော့ကျွန်တော်မသိပါဘူး။ဒေါ်ဆန်းစုကြည်တမနာဖြစ်ချင်တယ်ဆိုတာဟာသူ့အတွက်လားတန်း60သောပြည်သူလူထုအတွက်လားဆိုတာကိုတော့ကျွန်တော်ရှင်းပြချင်ပါတယ်။ဒီကနေ့ဒေါ်ဆန်းစုကြည်ဟာနိုင်ငံတကာမှာရပ်တည်နေတဲ့အနေထားသည်နိုင်ငံတော်တမနာတယောက်ထက်တာလွန်သောအဆင့်တန်းနဲ့ကမ္ဘာနိုင်ငံအသီးသီးကိုတော်လာလှုပ်ရှားလည်ပတ်နေတဲ့သူတယောက်ဖြစ်ပါတယ်။အကယ်၍ဒေါ်ဆန်းစုကြည်ဟာနိုင်ငံတော်သမ္မတဖြစ်ခဲ့မယ်ဆိုရင်တောင်သူရထားတဲ့ ယာဓုဂုံသင်ကနေရုပ်လျော့သွားတဲ့သဘောတော်ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတော်တမတာတဲ့စာပေါင်းများစွာတာလွန်တဲ့ကဘာရဲ့ချစ်ခင်မှုကဘာရဲ့အတိမပြုမှုကိုရပ်ထားတဲ့ကဘာတိအမျိုးသမီးကောင်းဆောင်တယောက်ဖြစ်လို့တင်ပြခြင်းဖြစ်ပါတယ်။သူတမတာဖြစ်ချင်တယ်ဆိုတာသူ့အတွက်တော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။တန်း60တော့ပြည်သူလူထုရဲ့အကျိုးကိုဆောင်ဖို့အတွက်သူဖြစ်ချင်တာ။ကျန်တဲ့လူတွေတမတာဖြစ်ချင်တယ်ဆိုတာကတော့လက်ရှိလုံလက်စကုမ္ပဏီလေးမပြည့်ရင်းအောင် လက်ရှိတူးလက်ဆကြောက်စင်းတွင်လေးဆက်ပြီးတူးခွင့်ရအောင်လက်ရှိခုတ်လက်ဆတရိုင်းွယ်လေးကျွန်းတက်ွယ်လေးတွေဆက်ပြီးတော့ခုတ်ခွင့်ရအောင်လက်ရှိတွင်းလက်ဆတွင်းကုံထုတ်ကုံတွေဆက်ပြီးတွင်းလို့ရအောင်ဖကမှာကျွန်တော်ကိုယ့်ရဲ့ကြားခဲ့ပါတယ်ဒေါအောင်စန်းစုကြည်နာမည်နဲ့အလုတ်လုံနေတဲ့ကြောက်တွင်းတတွင်းမှာမတူးခဲ့ပါဘူးမြန်မာတနင်္ဂနွေလုံးအနှံ့ကိုရှောက်သွားပြီးတော့ အင်ချာမြေပေါင်းများစွာကိုရင်ဆိုင်ခဲ့ပေမဲ့ဒေါအောင်ဆန်းစုကြည်နာမည်နဲ့ဝယ်ထားတဲ့မြေလို့မြေရိုင်းတွေတင်ထားတဲ့မြေတွေလောက်ထားတဲ့စီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်မှုတွေတခုမှမတွေ့ခဲ့တဲ့နိုင်ငံသားတယောက်စာရေးဆရာတယောက်ကဗျာဆရာတယောက်အနေနဲ့ဒေါအောင်ဆန်းစုကြည်ကိုချစ်တယ်ခင်တယ်လေးစားတယ်ကြီးညိုတယ်ဆိုတာလွန်မလားသူဟာသူသမနာဖြစ်ချင်တယ်ဆိုတာ သူ့အတွက်မဟုတ်ဖ ೇನೆ ပြည်သူလူထုရဲ့အကျိုးကိုဆောင်ဖို့သူတမရဖြစ်ချင်တယ်လို့ပြောတာတမရဖြစ်ချင်တဲ့စကားပြောတာချင်းတူရင်တော်မှအတိတ်ပဲချင်းမတူဘူးတန်ဖိုးချင်းမတူဘူးလွတ်တော်ထဲမှာရှိတဲ့ပိုင်ဆိုင်မှုတွေကတော့မှချမပြရဲတဲ့သူတွေကြားထဲမှာကျွန်တော်တို့ပြည်သူလူထုကအခုလိုတွေ့တွေ့ဝင်ငင်းငင်းငိုင်ငိုင်နေအောင်မယ်ဆိုရင်ကြုတ်တော့လောက်အားတဲ့လူတွေဒီကဘာမှာမရှိတော့ဘူး